်နေရတဲ့ဗီဒီယိုတွေကမျိုးသားသူ့ချစ်သူကောင်မလေးထားခဲ့လို့ဆိုပြီးတော့သူ့ရဲ့မျက်နှာကိုတက်တူးတွေဖုံးအုပ်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ live ပေါ်မှာတော်တော်လေးလဲကြည့်ရတဲ့ yay နေတာကိုလည်းတွေ့ရတယ်။ဒါကြောင့်လည်းဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့ကြီးစုနေကြတဲ့ viewer တွေအတွက် knowledge sharing နေနဲ့ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကို funny လိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအရန်ကိုစိတ်ဝင်စားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပြောစရာတွေရှိနေတဲ့အတွက်ကြောင့်လည်းဒီဗီဒီယိုလေးကိုရွေးချယ်လိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအရင်ဆုံးဖွင့်ပြမယ်ပြီးမှကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်โอเคဆိုတော့ကြည့်လိုက်ရအောင် โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ကိုတော်တော်လေးပါပဲဒီဗီဒီယိုထဲမှာအားလုံးမြင်တွေ့တဲ့အတိုင်းပဲအဲဒီထဲမှာတွေ့ရတဲ့ brother ကတော့သူ့ရဲ့ဒါခန်းစားချက်တွေကိုပြောမယ်ဆိုရင်ဒီမျက်နှာပေါ်မှာတတူးတွေထိုးပြီးတော့အဖြစ်ဖြစ်ဖို့စူးစမ်းနေဟန်တော့ပေါက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်အဲဒီဗီဒီယိုထဲမှာရေးသားတဲ့စာသားအရာကြည့်မယ်ဆိုရင်တော့တတူးစရာအကိုကရေးထားတာတော့ကော်မန်လေးကထားခဲ့လို့ရပြားဆိုပြီးတော့ရေးထားတယ်။ ဆိုတော့ဒီဗီဒီယိုရဲ့အောက်မှာလည်း comment အချို့ကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာဘာသွားတွေ့ရလဲဆိုတော့ပွဲဖြစ်နေဆိုတော့ဘယ်လိုပွဲဖြစ်နေရလဲဆိုတော့ဒီဗီဒီယိုရဲ့ comment အောက်မှာပေါ့နော်ရေးထားတဲ့ comment လေးတခုကျွန်တော်ဖတ်ပြပေးမယ်ဒါမှလည်းဆိုတော့ယောက်ျားလေးတယောက်အကြောင်းဘဝပြတ်သွားတဲ့မိန်းမဆိုတာတမိုင်းမှာမရှိခဲ့ဘူးတာကြီးတဲ့ခံရရင်ငါတို့ယောက်ျားလေးတွေကြီးပဲတဲ့ဆိုတော့အဲ့လိုရေးလိုက်တဲ့အချိန်မှာ အောက်မှာ main key တွေကလည်းရောက်လာကြတာပေါ့နော်ပြောချင်တာကတော့ main key တွေကအဲပြောမှဆိုငါတို့ကြီးပဲလောက်တာမဟုတ်ဘူး ယောက်ျားလေးတွေလည်းဒီလိုမျိုးတွေလောက်တာရှိတယ်ဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်တဲ့ response comment တွေလည်းများစွာတွေ့ရတယ်ဆိုတော့ဒီ comment တခုရဲ့အောက်မှာလည်းအဲ့လိုမျိုးအခြေတင်ဖြစ်နေတဲ့ပြဿနာလေးလည်းတွေ့ရတယ်တော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရရှိနေကြတဲ့ view အရအတွက်ကျွန်တော်လည်းဘာဖြစ်ဖြစ်ဒီကိစ္စလေးနဲ့ပတ်သက်ပြောဆရာလေးရှိတဲ့အတွက်ဒီ video လေးရှေ့ရပြောခဲ့တယ်လို့ပဲရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ Okay ဆိုတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲဒီပရသားကတော့ဒါတော်လေးကိုခံစားနေရတယ်ဒေါ်လေးဖြစ်တဲ့အတွက်အဲသူ့မှာရှိတဲ့ပင်ကိုရုပ်ရည်ကိုတော့မှပြောမယ်ဆိုရင်တော့ဒါက မေမွေးတော့ကတော့လုံးဝပကတိရုပ်ရည်လေးကဒါခုနကကျွန်တော်တို့ဒီတတူမထုတ်ခင်မျက်နှာအားလုံးလည်းမြင်တွေ့မြင်ထင်ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာမျက်နှာတစ်ချမ်းလုံးကတတူတွေထိုးလိုက်တယ်ထိုးလိုက်တဲ့အခါမှာတော့ပုံစံတွေပြောင်းသွားပြီအဲပြောမယ်ဆိုမူလအနေထားတွေပျောက်ဆုံးသွားပြီပေါ့ဗျာ တော့အဲ့ဒီအခြေအနေပေါ်မှာတော့လေအဲကွန်မန့်အချို့မှာပါတယ်သွားတွေ့ရလဲဆိုတော့ဒီတက်တူးဆရာကိုလည်းဝေဖန်မှုတွေများစွာထွက်ပေါ်နေတယ်။ဘာကြောင့်လဲဆိုတော့တက်တူးဆရာရဲ့အနေနဲ့လည်းအခြေအနေနဲ့အချိန်ကပေါ်ကြည့်ပြီးတော့ထိုးသင့်မထိုးသင့်ဆိုတာဆုံးဖြတ်သင့်တယ်ဆိုပြီးတော့လည်းအကြံပြုထားတာလေးတွေတွေ့ရပါတယ်။အဲဆိုတော့ဒါကလည်းတစ်ပိုင်းပေါ့လေနော်။ Okay ဆိုတော့ကျွန်တော်အနေနဲ့ဆက်ပြောရမယ်ဆိုရင်တော့ဒီဗီဒီယိုထဲမှာ ခံစားနေရတဲ့အကူအတွက်လည်းအဆင်မကောင်းပါဘူးအေးဆုံးပြောချင်တာကတော့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးလှုပ်ဖို့ဆိုတာပြောမယ်ဆိုကျွန်တော်တို့ကတာမန်ပေါပေါတက်တန်အမှန်ချစ်ယုံလောက်နဲ့ကိုယ့်ရဲ့မျက်နှာတစ်ခုလုံးကိုဒီလိုမျိုးလှုပ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလေ။တကယ်ဒီ main clip ပေါ်မှာနှစ်နှစ်ကာကဆွဲလန်းပြီးတော့တံမိုးထားပြီးချစ်လို့တာလေ။အဲဒီစိတ်တွေနဲ့ကျွန်တော်တို့ပောက်ကွဲလာတဲ့အခါမှာဒါမျိုးတွေလှုပ်တက်တယ်လှုပ်တက်တယ် ဆိုတော့ဒီလိုလှုပ်တက်တဲ့နေရာမှာကျွန်တော်သွားပြီးတတိယတခုတော့ရှိတယ်ဗျလွန်ခဲ့တဲ့ကျွန်တော်တို့လာနေတုန်းက main ကလေးတယောက်လဲအဲဒီသူ့ရဲ့ကောင်လေးနဲ့လမ်းခွဲလိုက်ရတဲ့အချိန်မှာပြောမယ်ဆိုရင်လမ်းခွဲလိုက်တဲ့အချိန်မှာကောင်လေးကတခြားတော်တယောက်နောက်ကိုလိုက်သွားတယ်တူပါတယ်ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီကောင်မလေးကဂရုံတုံးမှုအတွက်ဒီစပီညက်ဆိုင်လာပြီးတော့ဂရုံတုံးခိုင်းတာအလုံးနဲ့တတိယမြို့ကိုကျွန်တော်ထင်ပါတယ်နော်အဲ့ဒီတော့တော်တော်လေးတော့ကြားပါပြီဆိုတော့အခုကတော့တိုက်တိုက်ဆိုင်ဆိုင်အခုကကျတော့ယောက်ျားလေးကမျက်နှာကိုတက်တူး ထိုးဖို့စူးစမ်းနေအောင်လည်းတွေးရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့နှစ်ယောက်စလုံးရဲ့အခြေအနေတွေကိုပြန်ပြီးတော့သုံးသပ်ရမယ်ဆိုရင်တော့သူတို့ချစ်တဲ့ကောင်လေးတွေသူတို့ချစ်တဲ့ကောင်မလေးတွေအပေါ်မှာနည်းနည်းကာကာအရန်ချစ်လွန်းလို့သာဒီလိုကိစ္စမျိုးတွေကိုစဉ်းစားပြီးတော့သူတို့လုပ်ခဲ့ကြတယ်လို့တော့ယူဆလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့အပြင်ပန်းကနေကျွန်တော်ပြန်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်လုတ်တင်လာပေါ့နော်လုတ်တင်လာဆိုတော့လုတ်တင်လာဆိုတဲ့နေရာမှာတစ်ချက်ရှိတာကဒီခန်းစားချက်အတိတ်နဲ့နဲ့လည်းနည်းနည်းတော့ဆိုင်မယ်ဗျ။ ျွန်တော်တို့ကပြောမယ်ဆိုပတ်ဝန်းကျင်အပြင်ကနေကြည့်တော့သူ့ရဲ့နေရာကိုခန်းစားပြီးတခါလျံကြရင်သူခန်းစားတော့ကျွန်တော်ကရောက်ချင်မှရောက်တာလေနော်ဒါတော့ကျွန်တော်တို့ကဘေးကအမြင်ကနေအမလုံးတင့်ဘူးမလုံးတင့်ဝိုင်းပြီးပြောနေပေမဲ့လေသူကဒီလိုလှုပ်လိုက်ရမှသူ့ရင်ထဲမှာခန်းစားချက်ကနည်းနည်းတက်တာသွားမယ်ဆိုရင်တော့ ဒါသူတို့ကကြည့်နေဆိုရင်တော့သူကလှုပ်ချင်မှာပေါ့လေနော်။ဒါပေမဲ့ကျွန်တော်တို့ main အမိပါတွေညီကုံမောင်နှမတွေကျွန်တော်တို့အပြင်ပန်းကလူတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့မတန်ဘူးမလှုပ်စေချင်ဘူးဆိုတော့အဲပုံစံမျိုးတွေဖြစ်ကောင်းဖြစ်နေနိုင်တယ်။တခုရှိတာကကျွန်တော်တို့တချို့ကိစ္စတွေကလေအချိန်ကာလကစကားပြောသွားတတ်တယ်ဗျ။ခါတရံမှာကျွန်တော်တို့ကလက်ရှိအချိန်မှာအရန်ကိုတွေးဆနေတဲ့အချိန်မှာနော်ဒီလိုလှုပ်လိုက်ရင်တော့အရာရာပြီးသွားမယ်လို့ထင်တာရှိတယ်။အထူးသဖြင့်တခါတရံကျရင်လူငယ်တွေပေါ့နော်လူငယ်တွေအများဆုံးအဖြစ်များတတ်ပါတယ်။ ီမိန်းကလေးနဲ့ क्वे သွားလို့ဒီယောက်ျားလေးနဲ့ क्वे သွားလို့ဆိုပြီးတော့ပုဂ္ဂိုလ်ကိုနောက်ဆုံးအဆုံးစုံအထိလှုပ်သွားတဲ့တွေ့တော့ရှိတယ်။ဆိုတော့အဲ့လိုအခြေအနေကတော့အရန်ကိုစိုးသွားတဲ့အခြေအနေပေါ့လေနော်။ဒါတော့ပြောမယ်ဆိုရင်သူ့ထက်နှိမ်ပါတဲ့အခြေအနေတစ်ခုပေါ့။ဆိုတော့ဒီအခြေအနေကလည်းကောင်းလားဆိုတော့လည်းမကောင်းနော်။အားကြောင့်လဲဆိုတော့ဟို comment အချို့မှာလည်းကျွန်တော်တွေ့တယ်။ကိုယ့်ရဲ့မေးမိပါတွေဒီလိုအခြေအနေမျိုးတွေ့ရင်ဘယ်လိုမှစိတ်ကောင်းမှာမဟုတ်ဘူး။ဟုတ်တယ်။တကယ်လဲမှန်တယ်။ ဘာကြောင့်လဲဆိုတော့ကိုမွေးလိုက်တဲ့အချိန်တော့ကိုယ့်ရဲ့သားပဲဖြစ်စေကိုယ့်ရဲ့သမီးပဲဖြစ်စေဒီလိုမျိုးပုံစံနေဒီလူကြောင့်ပြောင်းလိုက်ရတယ်ဆိုရင်ဘယ်သူမှစိတ်ထဲမှာကောင်းမှာမဟုတ်ကိုယ့်ရဲ့သားလက်ရှိအချိန်မှာကိုယ့်ရဲ့သမီးလက်ရှိအချိန်မှာခံစားနေရတဲ့အတွက်ကြောင့်ဒီနေ့ကနေမေမိပါရဲ့အနေနဲ့ထုတ်မပြောရင်သာနေမယ်သူတို့ရှင်ထဲမှာတော့ကောင်းမှာမဟုတ်လေနော်ဒါတော့ဒါမိပါရဲ့အခန်းကကျွန်တော်တွေးပေးတာပါနောက်တစ်ချက်ကတော့ကျွန်တော်ဒီလိုမျိုးကိစ္စတွေကိုဘယ်လိုပုံစံနဲ့ကျွန်တော်ဖြေရှင်းသင့်လဲဒါလေးတစ်ချက်တော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ လူတိုင်းမှာကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာပြီဆိုရင်အချစ်ဆိုတဲ့အရာကအလိုလိုနေင်းနဲ့အကြောင်းမျိုးစုံဖန်ပြီးတော့ရောက်လာတတ်တယ်နော်ကိုကတခါတည်းရန်ကြရင်မကြိုးဆိုရင်တော့မှသူကရောက်လာတတ်တယ်အဲပုံစံမျိုးစုံနဲ့လည်းကိုရှိကိုရောက်လာတတ်တယ်ဆိုတော့ဘလို့ပဲရောက်လာရောက်လာကိုရှိကိုရောက်လာတဲ့အချစ်တစ်ခုကအစ်စ်လားအတုလားဆိုတာကျွန်တော်တို့ခွဲခြားတဲ့ဘုရောလို့တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုကအတုအစ်စ်တင်အစ်စ်ကိုအတုထင်သွားမယ်ဆိုရင်ကို့အတွက်အမ်ပြောမယ်ဆိုရင်ရရှိမှာပေါ့နော် side effect တွေဖြစ်လာတတ်တယ် စိုက်ဘက်တွေဖြစ်လာတယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့အချိန်နေကိုယ့်ရဲ့ခံစားချက် feeling နေဟဲ့လားအဲအများစွာပေါ့ဗျာ side effect ဒီများစွာဖြစ်နိုင်တယ်ဆိုတော့ဒီနေရာမှာဆိုလဲဒီလိုပဲဒီ brother ဆိုရင်လည်းသူ့ရဲ့ကောင်မလေးပုံမှာသူအရန်ချင်းချစ်ခဲ့မယ်အချိန်နဲ့အများကြီးပေးရင်ပေးခဲ့မယ်ဒီလိုပဲပြောင်းရင်ပြန်စဉ်းစားမယ်ဆိုရင်လည်း main ကလေးတယောက်အနေနဲ့လည်းကောင်လေးတယောက်ပုံမှာချစ်တဲ့အခါကျရင်တကယ်ချစ်တဲ့အခါကျရင်လေသူ့ကိုဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာအရာကိုယ်ခံစားချက်တွေအချိန်တိုင်းလို့လို့ဖြစ်နေတာမျိုးလည်းရှိမယ်ပြီးတော့နောက်တစ်ခုက အဲသူနဲ့ပတ်သက်ပြီးတွေးခေါ်ထားတာတွေလည်းများစွာရှိကောင်းရှိနေနိုင်တယ်ဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာကိုထင်ထားသလိုကိုမျှော်လင့်ထားသလိုမဖြစ်လာတဲ့အခါကျရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အရာအားလုံးကပြောမယ်ဆိုရင်တတော်လေးကိုစောက်တီးရမေးရတခါတည်းရမှာဖြစ်တတ်တယ်ဖြစ်တတ်တယ်သို့တော်လည်းပဲဒီလိုဖြစ်နေတာကိုတယောက်တည်းလားဆိုတော့မဟုတ်ဘူးဘဘပေါ်မှာအသေးမကွဲဘူးတဲ့သူကခက်ရှားရှားလို့တော့ပြောလို့ရတယ်เนาะအသေးကွဲဘူးတဲ့လူတွေများစွာရှိပါတယ်ဆိုတော့သူတို့တွေအသေးကွဲတဲ့အခါမှာဘလို့ပြန်ပြီးတော့ပူစားကြလဲဘလို့ ပုံစံနဲ့ပြန်ပြီးတော့ကောင်းမွန်သွားကြလဲဆိုတော့ကျွန်တော်တို့ဒီလိုအခြေအနေတွေ့ရတဲ့အခါမျိုးမှာကျွန်တော်တို့အဲ့ဒါတွေကိုပြန်ပြီးတော့ကြည့်တင်တယ်เนาะကျွန်တော်အကြံပေးချင်တာလေဘာကြောင့်လဲဆိုတော့ကိုတရားတဲ့ပဲဒီလိုမျိုးခံစားရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲဘယ်လိုပြောမလဲလုံးလီးဖြစ်ပြီးတော့ silent နေနေတာမျိုးဆိုရင်ပို့ပြီးတော့အမှားယွင်းနေဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့မှကိုယ့်ပတ်ဝန်းကျင်မှာအဲပြောမလို့ဆို experience ရှိတဲ့လူတွေကိုကိုယ်ကလေ့လာမယ်ဆိုရင်တော့ ကိုဘလို့ပြန်ပြီးတော့ရှင်သန်ရမယ်ကိုဘလို့ပြန်ပြီးတော့တည်ဆောက်อยู่အောင်လဲဆိုတာပို့ပြီးတော့ဒါမှန်မှန်ကန်ကန်ပေါ့နော်တွေ့နိုင်မယ်လို့တော့ကျွန်တော်မြင်မိတယ်တန်ပေးချင်တာကကိုကိုအမိန်ကလေးရမဖြစ်ဖြစ်ယောက်ျားလေးရမဖြစ်ဖြစ်ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်ကူကူပြောလာရင်တော့တော်တော်လေးတတိထားတဲ့နဲ့အချက်လို့တော့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အချက်ဆိုတာကပြောမယ်ဆိုရင်သူ့ရဲ့ရှင်ဘက်ထဲမှာမှလွယ်လွယ်ကူကူထွက်ပေါ်လာနိုင်တဲ့အခြေအနေမျိုးမရှိဘူး။လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်မြတ်လို့ဆိုတာ တော်တော်လေးကိုခတ်ပါတယ်တကယ်တကယ်တော့လीနော်လေးလေးနက်နက်တွေးမယ်လေးလေးနက်နက်စဉ်းစားတဲ့လူတွေအတွက်ဆိုပိုဆိုးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ live ပေါ်မှာပြောမယ်ဆိုအပေါ်ရင်ကစားတတ်တဲ့သူတွေအတွက်ကြာတော့ဒီလိုမျိုးချစ်တယ်လို့ပြောရဲဆိုတဲ့အရာကသူတို့အတွက်ကတကယ်ထမင်းစားကြီးတောက်ပဲ ဆိုတော့ဒီ video reaction မှာကျတော့ဒီလိုပြောမယ်ဆိုပေါ့ပေါ့တန်တန်တွေးတဲ့လူတွေပေါ့ပေါ့တန်တန်အချစ်ကိုတန်မိုးထားတဲ့သူတွေဒီလိုမျိုးလိုက်ပြီးတော့ကစားနေတဲ့သူတွေတော့ဒီ reaction နဲ့တော့တိတ်သက်ဆိုင်မှာမဟုတ်ကျွန်တော်ပြောချင်တာကတော့အခုနကဒီအကိုပေါ့နော်မျက်နာပေါ်မှာဒီလိုမျိုးသူ့ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့တူထိုးတဲ့အခြေအနေတွေရောက်သွားတဲ့ ေါ်မှာကျွန်တော်မူတည်ပြီးတော့มาပြောနေတာဖြစ်တဲ့အတွက်တကယ်ကိုချစ်မြတ်နေရတဲ့သူတကယ်ကိုခံစားတတ်တဲ့သူတွေအတွက်ဒါရည်ရွယ်ပြီးတော့ကျွန်တော်ပြောနေတာလည်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ရင်ဆိုင်လာတဲ့အခါမှာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ experience ရှိတဲ့သူတွေကဘလို့ကြောဖြတ်ကြသလဲဆိုတာကိုလေ့လာသင့်တယ်ဗောနော်ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ဒီအချိန်မှာကိုကသူ့ဟာကိုဘဝအတွက်အလိုအဆုံလို့ထင်နေပေမဲ့လေအချိန်ကြီးအရန်ကြာလာတဲ့အခါကျရင် ကိုယ်တကယ်အမှန်တကယ်စစ်စစ်ချစ်တဲ့သူနဲ့တွေ့လာတဲ့အခါကျရင်ဒီအရာတွေကနောက်ပြန်လဲကြည့်လိုက်မယ်ဆိုရင်တကယ်ကိုပြောမယ်ဆိုရင်ဟာတာတပုတ်လို့ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်လက်ရှိအချိန်မှာတော့ကိုကအယံကို feeling ဖြစ်ပြီးတော့ခံစားနေလို့တာအာတတူတွေမျက်နှာထိုးမယ်လို့เนาะစပင်းကရုံတုံးလိုက်မယ်လို့ကျွန်တော်တွေးကောင်းတွေးနေနိုင်တာဖြစ်ပါတယ်တကယ်တကယ်အချိန်လေးတစ်ခုကျွန်တော်ကြော်ဖြတ်သွားတယ်အဲ့လိုအချိန်ကြော်ဖြတ်ပြီးတဲ့အခါမှာ ိုယ်တကယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်တွေ့လာတဲ့အခါကျရင်အခုလက်ရှိကြုံကြိုက်နေတဲ့အရာတွေခံစားချက်တွေအားလုံးကတကယ်ကိုဟာတာကြီးပါလားကွာဆိုပြီးတော့ဖြစ်သွားမှသိကြတယ်လို့ပြောကြရင်လည်းပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပါများမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းလားရှင်ကိုမမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မျက်ချက်ရှုအပေးနေကြတဲ့ viewer တူတယောက်ချင်းစီတိုင်းအလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ See you next video